မင်္ဂလာပါချစ်တို့ရေဒီနေ့တော့ပူရီရဲ့ရန်ကောင်းတဲ့ပူရီရဲ့ပေါ့နော်လှုပ်နီးလှုပ်ဝက်နီးလေးကိုမမေအခမ်းမဲချစ်တို့မျှဝေပေးมาဖြစ်ပါတယ်ရှင်အရင်ဆုံးဂျုံတို့စီခွက်တစ်ခွက်ထည့်ပါတယ်ပူရီကိုရွှေကြည်ကိုအမုံကြည့်ပြီးသမင်းစားစုံနဲ့တစုံထည့်ပါတယ်စားထည့်ပါတယ်ရှင်ပြီးရင်အမုံလေးတွေကိုတမဝါဟောအရင်နေလိုက်ပါတယ်ပြီးရင်တော့စီထည့်ပါတယ်စီထည့်ပြီးတော့ စီနင်းနဲ့အမုံလေးနဲ့ရောသွားအောင်နဲ့လဲပါတယ်ရှင်။ထောပတ်စီထဲလဲရပါတယ်။ပြီးတော့ရေလေးနည်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 းစီထဲပြီးတော့ဂျုံတခြားလေးမပြောမမဖျောင်းနေပေးပါမယ်ရှင်။မြရောပနီလေးတလေးတွေကောင်းတဲ့နီလေးတွေတွေ့လို့တွေ့တိုင်းချစ်တော်သတိရပြီးအမြဲတမ်းမျှဝေပေးနေပါဗျာ။ ရင်တော့စီထဲပြီးတော့တေချာလေးထက်နေပါတယ်ကိုယ်လိုလမ်းပြနောက်လေးနဲ့တခြားလေးဖိပြီးပြီးနေပေးလိုက်ပါတယ်ရှင်။ပြီးတော့ခဏနှက်ထားပြီးလို့ရှင် အခုလိုမျိုးအလုံးလေးရေလုပ်ပြီးတော့ ပေါ်ကနေပြီးတော့စီလီတုပ်ပြီးတော့ခနာထက်နှက်ထားပါအောင်မယ်ရှင်ကဲဂျုံလေးနှက်ထားတော့ဒီဘက်မှာအလူရင်းချက်ပါမယ်အလူရင်းအတွက်ကိုစက်သွန်နီနှလုံးလောက်ကိုစီတက်ပါတယ်စီတက်ရွယ်ထည့်ပါတယ်ရှင်ပြင်တော်သိမ့်ရွယ်ပါစနွေးမုံမုံကြီးစီထည့်ပါတယ်ပြင်တော့ငရုတိမုံထည့်ပါတယ် ဒါအသားမဆလာပါအာလူတုံးလေးထည့်ပြီးတော့မဆလာနဲ့အာလူလေးနဲ့ကိုအရင်ဆုံး လုံးပေးလိုက်ပါတယ်ရှင်။ပြီးရင်ဇားနဲ့ဟင်ခမုတ်ထည့်ပါတယ်။ရေးထည့်ပြီးတော့အာလူနှုတ်အောင်တင်ထားလိုက်ပါတယ်ရှင်။မမေကတော့အိမ်မှာကလေးချောင်းသွားကနေမို့အလင်လွန်နေရတဲ့ pressure cooker လေးနဲ့မြေမြေချလိုက်ပါတယ်။ကဲအခုဆိုရင်တော့အလူလေးနူးသွားပြီဆိုရင်တော့အခုလိုမျိုးဇုံးလေးနဲ့ လိုက်လိုက်ပြီးတော့ဖိချေလိုက်ပါတယ်ရှင်။အာလူလေးမကြည်တကြည်လေးဖြစ်သွားအောင်နည်းနည်းလေးချေပြလိုက်ပါတယ်။စားပေါငံမိပြီးပြီဆိုရင်တော့အာလူဟင်းလေးကအစင်သေးဖြစ်သွားပါပြီရှင်။ဒီမှာဂျုံလုံးလေးလည်းရပြီဆိုရင်တော့ဂျုံအခုလိုမျိုးဆက်ကလေးနဲ့လိုက်ပြီးတော့ပြားပြီးတော့ထားထားလိုက်ပါတယ်။လက်နဲ့လိမ့်နေရပါတယ်ရှင်။ပြီးရင်တော့စီပူလေးထဲမှာတခုချင်းစီကြော်လိုက်ပါတယ်။ ကဲခုတော့ပူပြီးဖောင်းပေါင်းလေးတွေရပါပြီဒီနည်းနဲ့ကြော်ပြီးတော့ရောင်းမယ်ဆိုရင်လေကိုဆိုင်ကလက်မလျအောင်ရောင်းမယ်ဆိုတာအမခံပါတယ်အဲ့လောက်တောင်မှကောင်းတဲ့နည်းလမ်းလေးဖြစ်ပါတယ်ရှင်သူကဖဲလိုက်လို့ရှိရင်လေလေလုံးဝဣဆက်ပြီးတော့လေစွဲမနေဘူးတော်တော်လေးကိုစားကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်ရှင် ကဲပူရီလေးလည်းချုပ်ပြီးပြီဆိုရင်တော့စားဖို့အစင်းစင်းဖြစ်သွားပါပြီအိမ်မှာလည်းပူစင်နဲ့ကြိတ်ထားတာလေးရှိတာနဲ့ပူစင်နဲ့ကြိတ်ထားတာလေးနဲ့တွဲပြီးတော့ထည့်ပေးလိုက်ပါတယ်ကဲခုဆိုရင်တော့အာလူပူရီကောင်းကောင်းလေးရသွားပါပြီရှင်စစ်တုလေးအိမ်မှာလှူစားပြီးရင်မင်းကိုပြန်ပြီးတော့ကောင်းမကောင်းလေးပြန်ပြောပြကြပါဦးနော်မင်းကတော့